အားလုံးပဲမင်္ဂလာပါဒီနေ့ recap လုပ်ပေးသွားမှာကတော့1989ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Cat ဆိုတဲ့ရုပ်ရှင်ကပဲဖြစ်ပါတယ်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ Jerry ကလူတစ်ယောက်ရဲ့အိမ်ကိုဝိုင်းလိုက်ကြတယ်ပြီးတော့သူ့ကိုအိမ်ထဲကနေဆွဲထုတ်လာတယ်သူ့မျက်နှာမှာပြီယိုနေတဲ့ရေကြီးပုတွေရှိတယ်သူက Jerry ကိုရေထဲမှာတစ်ခုခုရှီချောင်းရှင်းပြပေးမိမယ် Jerry ကသူ့ကိုရေကားထဲထည့်လိုက်တယ်သူ့အိမ်ကြီးချင်းတွေကရေကိုစော့နေပြီးပိုက်ထဲကရေကိုလည်းတောက်နေတာကိုရေကားဘော်ကနေလှမ်းတွေ့ပြီးတတိပေးပေးမိမယ်သူတို့ကမကြပါဘူးလွန်ခဲ့တဲ့6လကတန်နစီပြည်နယ်မှာ စိုက်ပျိုးရေးလှုပ်ရှားတဲ့မိသားစုကတာမန်ဘွားနဲ့ဖြတ်တန်းနေကြတယ်။အငယ်ဆုံးသားဇက်ကယာထဲမှာနွားချေကျုံနေတော့သူ့ရဲ့အကူဝန်ခွဲဆာရစ်ကထိုင်းကြည့်နေတယ်။ဆာရစ်ကဇက်ကိုနွားချေပုံနဲ့တွန်းချပြီးစားလိုက်တော့သူတို့ကရန်ဖြစ်ကြတယ်။အဖေဖြစ်သူနေတန်ကရောက်လာပြီးသူ့ရဲ့မယားပါသားဇက်ကိုရိုင်းဆိုင်တဲ့စကားတွေပြောလို့ပားရိုက်ပေမဲ့တာအရင်ဆာရစ်ကိုတော့ဘာမှအပြစ်မပေးဘူး။မနက်စာမစားခင်နေတန်ကဆူတောင်းတယ်။ဇက်နဲ့အဲလစ်တိုရဲ့အမေဖရန်စစ်ကသူတို့ရေရင်းပြင်ဖို့ငှားထားတဲ့လူသမားကိုစိတ်ဝင်တစားနဲ့ကြည့်နေတယ်။နောက်တော့ဖရန်စစ်ကကုန်လဲဖို့ထွက်လာတယ် မိပိုင်ရှင်ချာလီကလေသမားတွေကိုသူတို့မျိုးကိုရောင်းအောင်ဆွဲဖို့ဖရန်စစ်ရဲ့လေကွင်းစီကိုရောက်လာတယ်။ဒါပေမဲ့ဖရန်စစ်ကမရောက်ဘူးလို့ပြောလိုက်တယ်။အဲ့ရမွေကင်းဖရန်စစ်ကဇက်ရဲ့အခန်းကိုတွားပြီးမနေ့ကဖြစ်ခဲ့တဲ့ကိစ္စကိုမေးတယ်။ပြီးတော့သူတို့မိသားစုခက်ခဲနေချိန်မှာလက်ခံထားလို့နေတန်ကိုလေးစားရမယ်လို့သူမကပြောတယ်။အဲ့ရဝင်တော့ဖရန်စစ်ကနေတန်ကိုရင်နံတူးရအောင်လို့ပြောပေမဲ့နေတန်ကစိတ်မပါကြောင်ပြောတယ်။ဖရန်စစ်ကအိတ်မပြောတာနဲ့ပဲချန်ဝင်နဲ့ဆင်းသွားပြီးအလုသမားရဲ့အိမ်စီသွားတယ်။အလုသမားကဖရန်စစ်ကိုပြုတ်ပြွတ်တွေလှုပ်တယ်။အဲ့ချိန်မှာပဲဘရင်ပေါ့မှန်ကွဲတန်ကြောင့်နေတန်ကနိုးလာတော့ ဖရန်ဆက်မရှိတော့မှန်သတိထားမိသွားတယ်ဖရန်ဆက်ကလုံသမားနဲ့ရင်နံတူးနေတယ်မိုးချိုးတွေတကြိမ်ချင်းပြစ်နေလို့ဇက်လဲနိုးလာတယ်ဇက်ကဘရင်းဘောက်အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့သူတို့ခြံထဲဥက္ကာကဲတလုံးပြုတ်ကျလာတာကိုတွေ့တယ်ဇက်ကသွားကြည့်ပြီးအိမ်ကြီးချင်းဖြစ်သူဒေါက်တာဖော့ကိုခေါ်တယ်နေတန်နဲ့ဖရန်ဆစ်တို့လည်းရောက်လာတယ်ဖရန်ဆက်ကလုံသမားရဲ့အိမ်ထဲကနေထွက်လာတော့ဖောက်ပြန်နေပြီဆိုတာကိုနေတန်သိလိုက်ရတယ်ဒေါက်တာဖော့ကကြောက်တုံးကိုနီးကပ်ကြည့်တော့ကြောက်တုံးကအင်းနေကြောင်သိလိုက်ရတယ်ဥက္ကာကဲကိုတေချာဆစ်ဆေးဖို့လိုကြောင်ဒေါက်တာဖော့ကပြောပြီးပြန်သွားတယ် နောက်တနေ့မှာဂျာလီကဒေါက်တာဖော့ကိုတွေ့ပြီးစေယုံကိုရောက်လာတယ်။ဂျာလီကဥက္ကာခဲကြောင့်တစ္ဆန်ရာကိုသတင်းပို့မယ်ပြောတော့ဒေါက်တာဖော့ကမပို့နိုင်လို့ပြောတယ်။ဥက္ကာခဲကိုတွေ့ရင်ယင်းနီမြုံနယ်သူတွေကမြေတွေမွေတော့မှာကိုဂျာလီကစိုးရိမ်နေတယ်။အဲ့ဒီမှာပဲဒေါက်တာဖော့ဂျာလီနဲ့နေတန်းတို့မိသားစုကဥက္ကာခဲနာရောက်လာတယ်။ဥက္ကာခဲကမနေ့ရောက်တော့ကြုံသွားတယ်။ကြောက်တုံးထဲမှာအယောင်လက်ကြောင်နဲ့တပင်တွေကလီမတိုက်ပဲလှုပ်နေကြောင်ဇက်ကပြောတယ်။ဒါမဲ့လူကြီးတွေကဇက်ရဲ့စကားကိုအလီမထားပါဘူး။ဖော့ကဥက္ကာခဲကိုတူနဲ့ထူလိုက်တော့ထူးဆန်းတဲ့ညူယောင်ရီတွေစီးကြလာတယ်။ညဘက်ရောက်တော့ဥက္ကာခဲကအယောင်တောက်လာပြန်ပြီး အညိုရောင်ရည်တွေစိမ့်ကြလာတယ်။အရည်တွေကမြစ်ထဲစီးဝင်ပြီးမြေကြီးထဲစိတ်ဝင်သွားတယ်။ဇက်ကဒါကိုကြောက်ကြောက်နဲ့ကြည်နေတယ်။နောက်တနေ့မနက်မှာဖော့ကနေတန်တို့မိသားစုစီရောက်လာတယ်။တကယ်တော့ကြောက်တုံးကအုတ်ကာကဲမဟုတ်ပဲစွတ်ပြစ်ကန်ကလေရင်ပေါ်ကနေအမတ်တမဲပြစ်ချမိတာဖြစ်နိုင်ကြောင်းဖော့ကပြောတယ်။ကြောက်တုံးကပြောင်းနေကြောင်းလည်းဖော့ကထပ်ပြောတယ်။ဇက်ကလွယ်ပြီးအကုန်လုံးကထရဲကုန်တယ်။ဇက်ကဒါမဲ့စွန့်ပြစ်ပစ္စည်းမဟုတ်မှန်းသိနေတယ်။နောက်တော့နေတန်ကရေရွှဲကရေချူပြီးအိမ်အတွက်ရေကိုတုံးတယ်။အဲ့ချိန်မှာပဲပြင်းတဲ့အုတ်ချော်ရီဌာနကဝန်ထမ်းဖြစ်သူကာကမျိုးတွေရောက်လာတယ် ကားကရေလောင်ကန်ကြီးတိဆောက်ဖို့မြေနေရာရွေးနေအောင်မျိုးရဲရောက်လာတာပါချာလီကသူ့ကားနဲ့ကားကိုမျိုးရဲလိုက်ပြမယ်လို့ပြောတယ်တပတ်မှာဖရန်စစ်ကခြံထဲဆင်းတော့တိနံတွေအားလုံးကကြီးထွားမြန်နေပြီးအရေးရွှမ်းနေတာကိုအံ့ဖွယ်တွေးလိုက်ရတယ်ဒီတော့ဖရန်စစ်ကဟင်းချစ်ဖို့တိနံတွေကိုကူးတယ်ဖရန်စစ်ကဂေါ်ဘီတို့ကြီးကိုခွဲကြည့်လိုက်တော့အထဲမှာပုတ်နေပြီးပြချွတ်ချွတ်အရေးတွေစီးကျလာတယ်ခန်းညင်တီကိုလှိလိုက်တော့လဲအညိုရောင်ရေတွေပန်းထွက်လာတယ်တချိန်တည်းမှာပဲဖော့ကကြောက်တုံးအချောင်းကိုတက်ဆိုင်ရာကိုအကြောင်းမကြားမိလို့သူ့ကိုယ်သူပြစ်တင်နေတယ်ညစာစားကြတော့ဇက်ကစားစရာတွေတခုခုမှားနေမှန်းသတိပြုမိတယ် ရေရဲ့အရသာကလည်းတမျိုးပဲဟင်းရွက်တွေကလည်းအရသာပြက်နေတယ်ဆာရက်ပဲဘာမှမသိပဲအတင်းစွတ်မြူနေတယ်ဖရန်စစ်ကဘာမှမဖြစ်ဘူးလို့ပြောတယ်ဒါပေမဲ့ဖရန်စစ်ကနေမကောင်းတဲ့ပုံစံပေါက်နေတယ်သူမရဲ့စပင်တွေကဖွာယောင်းနေပြီမျက်နှာပေါ်မှာလည်းပြည်တယ်နာကြီးတစ်ခုရှိနေတယ်နောက်တော့နေတန်ကပန်းသီးခူးနေတော့ဆာရက်ရဲ့အော်တန်ကိုကြားလိုက်ရတယ်နေတန်နဲ့ဇက်တို့ကပြေးသွားပြီးအနောက်ကမြင်လိုက်ခံရတဲ့ဆာရက်ကိုကူညီပေးခဲ့တယ်မြင်းကယူသွားပြီလို့နေတန်ကပြောတယ်ဖရန်စစ်ကဆာရက်ရဲ့အနာကိုစေးထည့်ပေးပြီးဖေမာပုံဆွဲမှန်းမသိဆွဲနေမိတယ် ။သူမကအိမ်မက်မက်နေတယ်လို့မျိုးဆွဲနေပြီးနေတန်ကလှုပ်လိုက်မှသတိပြန်ဝင်လာတယ်။ထူးဆန်းတာတွေကဒီမာရင်အဆုံးသတ်မသွားပါဘူး။ချာလီကနေတန်အိမ်ကိုရောက်လာပြီးမြေခွက်ရောင်းဖို့စီယုံပြန်တယ်။နေတန်ကမရောင်းဘူးလို့ယတိပြက်ပြောတယ်။နေတန်ကချာလီကိုအရေရွှမ်းပုံပေါ်တဲ့ပန်းသီးတစ်လုံးကျွေးလိုက်တယ်။ချာလီကပန်းသီးကိုတကိုက်ကိုက်ကြည့်တော့ပန်းသီးထဲမှာပိုးတွေအပြည့်ပါပဲ။နေတန်ကနောက်ပန်းသီးတစ်လုံးကိုခွဲကြည့်လိုက်တော့လေလောက်တွေအပြည့်ပါပဲ။အဲလစ်ကကြစ်စာသွားကြည့်တော့ကြစ်ချန်ထဲမှာကြက်မွေးတွေကဘလူးပြန်နေပြီးကြက်တွေကအစာကိုအသေးမဲလူစားကြတယ်ပြီးတော့ကြက်တွေကအဲလစ်ကိုဝိုင်းစိတ်တယ် Alice Odan ကြလို့ Zack Sarres နဲ့ Nathan တို့ကကြက်ချန်နဲ့ပြေးလာပြီး Alice ကိုခဲတယ်။ချစ်တယ်ရီစီကလည်းညက်ထေးထေးဖြူရည်လေးစိတ်ထွက်လာတာကိုဇက်ကတွေးလိုက်ရတယ်။ Alice ကိုစစ်ဆေးပြီးနောက် Ford က Francis အရန်ဝိတ်ကြနေပြီးနေမကောင်းမှန်းသတိထားမိသွားတယ်။ Ford ကသူ့စေရင်ကိုလာခဲ့ပါလားလို့ပြောတော့ Nathan ကစိုက်ကြည့်နေလို့ Francis ကဘာမှပြန်မပြောခဲ့ပါဘူး။ညနေခင်းမှာမိသားစုရဲ့အေကန်းထဲမှာစုံညီရှိနေကြတယ်။ Nathan ကသူ့ရဲ့ဆိုက်ခင်းကိုဖြစ်စည်းထားတဲ့စွန့်ပစ်ပစ္စည်းတော်ကုမ္ပဏီကိုတရားစွဲမယ်လို့ပြောနေတယ်။ Francis ကခြေကိုလက်ပွားနဲ့တွဲချုပ်နေလို့ ဇက်နဲ့နေသန်တို့ကအတင်းဆွဲထားပေမဲ့သူမကသူတို့ကိုတွန်းထိုးလိုက်ပါတယ်။ဆာရက်စ်နဲ့နေသန်တို့ကဖရန်စစ်ကိုအတင်းချုပ်ပြီးအိမ်ခန်းထဲဆွဲသွင်းလိုက်ရတယ်။ဇက်ကဖရန်စစ်ကိုကြည့်ပေးဖို့ဒေါက်တာဖော့ကိုပြေးခေါ်တယ်။အိမ်ရောက်တော့နေသန်နဲ့ဆာရက်စ်တို့ကဘာမှမဖြစ်သလိုဟန်ဆောင်နေလို့ဒေါက်တာဖော့လည်းပြန်သွားတယ်။ဆရာဝန်ပြန်သွားတော့သူတို့အိမ်နှင်းရုပ်ကိုသတင်းစီတွားပြောလို့ဆိုကနေသန်ကဇက်ကိုသတင်းစာနဲ့ပတ်ဖြတ်ရဲလိုက်တယ်။ဒေါက်တာဖော့ကအိမ်ပြန်လဲမှာအိမ်ကြီးချင်းရဲ့ရေရင်းကလာတဲ့ထူးဆန်းတဲ့ရေစီးကြောင်းကိုသတိထားမိပြီးစစ်ဆေးဖို့နမူနာယူသွားတယ်။နောက်တနေ့မှာအကားကနေသန်တို့အိမ်ကိုရောက်လာတယ်။ ဖရန်စစ်ကကားကိုဓာတ်နဲ့လိုက်တို့လို့နေတန်ကအတင်းဆွဲထားလိုက်ရတယ်။ပြီးတော့နေတန်ကကားကိုမောင်းထုတ်လိုက်တယ်။ဖော့ကရေနမူနာကိုစစ်ဖို့တခွဲခန်းကိုပို့လိုက်ပြီးရပိုင်းတွင်းအဖြစ်သိရမယ်လို့ပြောတယ်။ဖရန်စစ်ရဲ့ကျမ်းမာရေးအခြေအနေကထိုးကျလာပြီးပုံပြပန်းပြဖြစ်လာတယ်။နေတန်ရဲ့ဒိတ်ဆန်တွေကအရှင်လက်လက် ပုတ်တိုးလာတယ်။အဲ့ထက်ကနေလောက်တွေပိုးတွေထွက်လာတယ်။ဆာရစ်ရဲ့မျက်နှာမှာလည်းပြည်တင်နာကပေါက်လာတယ်။ညဘက်နေတန်ကကတင်းမာဖရန်စစ်ကိုကြိုးချီပြီးဘေးကနေတမန်ကျန်းစာထိုင်ဖက်နေတယ်။ဖရန်စစ်ရဲ့အကူအညီကြောင့်နေတန်တို့မိသားစုကိုဖျားရိုက်နေတာလို့နေတန်ကယုံကြည်နေတယ်။ ဒီတန်ကအိပ်ပျော်သွားတော့ဖရန်ဆက်ကကြိုးတွေကိုဆွဲဖြုတ်တယ်။ဇက်ကအောက်ထက်မှာထူးဆန်းတဲ့အတန်တွေကြားလို့တွားကြည့်မလို့လုံတော့ရုတ်တရက်သူ့ရှိမှာဖရန်ဆက်ရောက်လာတယ်။ဖရန်ဆက်ရဲ့မျက်နှာကချွဲကြည့်လို့သပင်တွေကကျွတ်ပြီးမိခိုးရောင်ပြောင်းသွားတယ်။ဖရန်ဆက်ကဇက်ကိုမိထိုးထိုးနဲ့လိုက်ရိုက်တယ်။စူညာအတန်တွေကြောင့်ဒီတန်ကနိုးလာပြီးဖရန်ဆက်ကိုမြေအောက်ခန်းထဲဆွဲခေါ်ကတမန်ကျန်းစာဆက်ရွက်နေတယ်။ဆာရစ်ကဖရန်ဆက်ကိုတတ်လိုက်ဖို့နေတန်ကိုပြောတယ်။အဲလစ်ကဖရန်ဆက်ကိုကြည်ရင်ငိုနေတယ်။တစ်ဖက်မှာရေနမူနာရဲ့အဖြစ်ထွက်လာတယ်။ရှင်မရေရဲ့ဖွဲ့စည်းပုံကိုလုံးဝပြောင်းစီတဲ့အမည်မသိပစ္စည်းတက်ပါပြီး ်အသက်အန္တရာယ်ကိုချိန်ချောက်နိုင်ပါတယ်ဒီတော့ဖော့ကကားချာလီနဲ့စုံတော့ဝီလီတို့ကိုခေါ်ကနေတန်းရဲ့အိမ်ကိုရောက်လာတယ်အိမ်ရောက်တော့ဖော့ရိုမောင်နှံကခွေးကြီးကိုက်လို့ပြေးရတယ်ချာလီကမြောက်ခန်းထဲဝင်သွားလို့ဖရန်စစ်တက်တာခံလိုက်ရတယ်ဇက်ကမြောက်ခန်းဆင်းသွားတော့နေတန်းနဲ့တွေ့တယ်နေတန်းကဇက်ကိုတန်ချောက်နဲ့ရိုက်လိုက်လို့ဇက်လည်းထွက်ပြေးရတယ်အဲလစ်ကစူညံတန်တွေကြားလို့အကမ်းပြင်ထွက်လိုက်တာဆာရက်စ်နဲ့တွေ့တယ်ဆာရက်စ်ကအခုဆိုမွန်စတာလုံးလုံးဖြစ်သွားပါပြီဇက်ကဆာရက်စ်ကိုဘက်တန်နဲ့ရိုက်ချပြီးအဲလစ်ကိုခေါ်သွားတယ်ဇက်ကအဲလစ်ကိုဗီဒီယိုထဲဝက်ပြီးပုံနေဖို့ပြောတယ် နေတဲ့ငါတကားတွေအကုန်လုံးကိုတစ်သားပြအနေနဲ့လိုက်ပိတ်နေတယ်။ကြံခင်အောက်ကနေမိခိုးတွေထွက်လာတယ်။ဒေါက်တာဖော့ကအနောက်တကားကနေအိမ်ထဲဝင်ဖို့လုပ်တော့နေတဲ့ငါတွေ့ပြီးတူနဲ့ရိုက်တက်လိုက်တယ်။ဇက်ကအောက်ဆင်လာပြီးထွက်ပြေးဖို့လုပ်တော့နေတဲ့ငါတတ်ဖို့လိုက်လာတယ်။ရုတ်တရက်မစ္စတာဝီလီပေါ်လာပြီးနေတဲ့ကိုခရင်ခွားနဲ့ထိုးလိုက်တယ်။အိမ်ကတဖြည်းဖြည်းနဲ့ပြိုကျလာလို့ဇက်နဲ့ဝီလီတို့ကအဲလစ်ကိုတွားခဲ့တယ်။သူတို့ကိုဆာရစ်ကဖိုက်လို့ဇက်ကဆာရစ်ကိုလီကာကနေတွန်းချလိုက်တယ်။ဝီလီနဲ့အဲလစ်တို့ကအိမ်ထဲကနေထွက်ပြေးပြီးဇက်ကဖရန်စစ်ကိုလိုက်ရှာတယ်။ ဒါပေမဲ့ Francis ကလုံးဝကိုလူယုံမပေါ်တော့အောင်အရေရီတတောက်တောက်ကျနေလို့ကင်မရတော့ပါဘူး။ဒီတော့ Zack ကအိမ်ထဲကနေထွက်ပြေးပြီးစုံတော့ Willie Ellis Stone နဲ့အတူချိန်စာတဲ့အိမ်ကြီးကနေကားမောင်းပြေးကြတယ်။ Larry ကြတော့နေတန်တို့လေကွင်းကအဖြစ်အပျက်တွေကိုသတင်းမှပြောနေတယ်။ရုပ်ရှင်အစားပိုင်းမှာကျွန်တော်တို့မြင်တွေ့ခဲ့ရသူကတော့စုံတော့ Willie ပါပဲ။ Willie ကယောဂကုခံရပြင်မဲ့ထိန်းချုပ်လို့ရပါတယ်။ Radio တက်တင်နေတဲ့ရေရင်ကိုလုံးဝဖြစ်စည်းလိုက်လို့ဘယ်သူမှအနေရမရှိတော့ပါဘူး။ရုပ်ရှင်ရဲ့နောက်ဆုံးပိုင်းမှာကဘာမြေကြီးကထက်ချန်ကွဲပြီးပြည့်ကျွဲကျွဲအစိတ်တွေကထွက်လာပါတယ်။ ုလိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားတွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ YouTube channel ကို like and subscribe လုပ်ထားပေးကြပါနော်။နောက်ဆက်အပြေကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းထူးဝင်ကျေးဇူးတင်ရှိပါတယ်။